ဟုတ်မင်္ဂလာပါညီမနာမည်ကတော့နှင်းဝေလွင်ဖြစ်ပါတယ်အဲတက်ရောက်ခဲ့တဲ့အတန်းကတော့ International Mini MBA ရဲ့ International Management Program Intake 27မှာတက်ရောက်ခဲ့ပါတယ်ဘွဲတက်ယူရဲ့ခန်းစားချက်ကတော့ဘယ်လိုပြောမလို့ပျော်တယ်ပေါ့နော်ဒါပေမဲ့ဒီဘွဲယူရတာပို့ပြီးတော့ပျော်တယ်ဘာလို့လဲဆိုတော့ညီမအာကိုပေါ့အိမ်အောင်ကြပြီးကလေးမွေးပြီးတော့မှလေဟိုပထမဆုံးယူတဲ့ဘွဲဖြစ်တာဖြစ်တဲ့အတွက်ကိုကိုကိုလည်းပို့ပြီးတော့ယုံကြည်မှုပို့ရှိလာစေလို့ပါပို့ပြီးတော့ပျော်ပါတယ် စိတ်ကျင်နေမှုစာသင်ကာလမှာတော့အကုန်လုံးစိတ်ကျင်နေမှုရှိပါတယ်စာသင်ကာလတစ်လျှောက်လုံးပေါ့နော်အဲအမတ်တရတွေကတော့အများကြီးပဲဒီထက်ကတချို့တလူပြောရမယ်ဆိုလို့ရှင် logistic အဲ logistic management တင်တော့ပေါ့နော်ဒီချက်က wifi media ပြက် wifi line ကမမီတော့ခါကြတော့အဲ wifi line မီတဲ့နေရာမှာထွက်တင်ရတော့ဒီချက်ကအခန်းထဲမှာမတင်ရဘဲနဲ့အပြင်ဘက်ရဲ့အပင်အောက်မှာတင်နေရတယ်ပေါ့နော်အဲ့ဒါတွေကတော့အမတ်တရပါပဲဟုတ်ကဲ့ဟုတ် မီနီ MBA ကိုရွေးချယ်ဖြစ်ခဲ့အကြောင်းအရာတော့အမက MBA အကြီးအစကလေးတက်ဖို့တော့အစီအစဉ်ရှိထားပြီးသားပေါ့နော်။အကြောင်းမို့ online ကနေပဲတက်ပြီးတော့ပွားပွဲယူလိုက်တော့မယ်ဆိုပြီးတော့ဒီ account page ကို like ရှာတယ်။နောက်ဆုံးဒီမိဘ page ကိုတွေ့တယ်ပေါ့နော်။တွေ့တော့ခါကျတော့အဲ့မဲ့ page ကိုဝင်ဖက်ကြည့်လိုက်တဲ့ခါမှာ100% assignment page ဟာအချက်ကိုကြိုက်လို့ပေါ့နော်။ဒီ mini MBA ကိုတက်ဖို့ဒီမိဘ university ကိုတက်ဖို့ရွေးချယ်ဖြစ်တာပါရှင်။ဟုတ်ကဲ့ ဟိုကိုက်ညီမှုရှိပါတယ်အမကပေါ်ဒီလောက်တောင်မှာဟိုကိုမီနီ MB ဆိုပြီးတော့ပေါ့နော်ဒီလောက်တောင်ဒီ service ပေးလိမ့်မယ်တင် जा မှုဘိုင်းရောဒီဝန်ထမ်းကျောင်းဘက်ကရော100%ပေါ့နော်ဒီ service ဟိုအပြည့်အဝရလိမ့်မယ်လို့တောင်ထင်မထားဘူးပေါ့နော်အမညွန်မှန်းထားတာထပ်ပို့ပြီးတော့လဲရရှိခဲ့ပါတယ်တိတိတတ်တပြောင်းလဲလာတာကတော့အမအပြင်စီးပွားရေးနယ်ပဲလုပ်တဲ့အခါမှာပေါ့နော်အယောင်းဝယ်ပိုင်းနေမှာပို့ပြီးတော့တိတိတတ်တပြောင်းလဲလာပါတယ် ဟုတ်ဒီအမတင်ကြထားတဲ့ပညာရက်တွေရေပေါ့နော်အမပြင်မာရရှိခဲ့တဲ့အတွေ့အကြုံရေတွေကိုပေါင်းပြီးတော့အမကိုပိုင်ဆိုင်လေးတစ်ခုပေါ့နော်နောက်ထပ်ဖွင့်ဖို့ရည်ရွယ်ထားပါတယ်အဲအဲ့ဒါနေမှာမှဒီရရဲ့အတွေ့အကြုံတွေကိုပေါင်းပြီးတော့အောင်မြင်အောင်လုပ်မယ်လို့တော့ဆုံးဖြတ်ထားပါတယ်